ုံလာဥချင်းရဲ့ဟင်းလို့ပြောလိုက်တယ်ဆိုလို့ရှိရင်အရွက်တွေကိုမထည့်ပဲနဲ့မုံလာဥဖြူကိုပဲချက်ဖြစ်တယ်ဒါပေမဲ့တချို့လူတွေဆိုလို့ရှိရင်မုံလာဥဖြူရဲ့အရွက်ကအချင်းဟင်းနဲ့ထည့်ချက်လို့ရပေမဲ့အရွက်တွေကဝါသွားတာမျိုးတွေမလဆက်တာတွေကြောင့်ထည့်မချက်ဖြစ်တာတွေလည်းများတယ်တကယ်တော့ဒီမုံလာဥဖြူရဲ့အရွက်ကစားလို့လည်းရတယ်လို့ကျန်းမာရေးအတွက်လည်းအရန်ကုန်မှာကြေကျေစုတွေရှိပါတယ်နော်ဒါကြောင့်မို့ဒီမုံလာဥဖြူရဲ့အရွက်မှာဘယ်လောက်ထိကြိုးကျေစုတွေရှိလဲဆိုတာကိုမျှဝေပေးမှာဖြစ် ်ပါတယ်เนาะအားလုံးမင်္ဂလာပါเนาะဝင်းကျော် sharing channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်เนาะ အဲဒါဆိုလို့ရှိရင်မုံလဥဖြူရဲ့အရွက်မှာဘလို့အာဟာရဓာတ်တွေပါဝင်လဲဆိုတာကိုအရင်ဆုံးပြောပြပေးမှဖြစ်ပါတယ်เนาะမုံလဥအရွက်ထဲမှာဆိုလို့ရှိရင်ပရိုတင်ဓာတ်တွေကာဘိုဟိုက်ဒရိုက်တွေပိုတက်ဆီယမ်တွေကယ်ဆီယမ်တွေဆိုဒီယမ်တွေတန်ဓာတ်တွေပြီးလို့ရှိရင်ဖောလအက်ဆစ်တွေဗီတာမင် C ဗီတာမင် A ဗီတာမင်တွေအများစွာပါဝင်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့မုံလဥဖြူရဲ့အရွက်မှာဆိုလို့ရှိရင်စေဖတ်အယံဝင်မှာအသုံးဝင်ပါတယ်เนาะ ဒါဆိုလို့ရှိရင်ရောမုံလာဥဖြူရဲ့အရွက်မှာဆေးဖက်ဝင်လားဆိုလို့ရှိရင်အရန်ကုန်မှာအတုံးဝင်တယ်နော်ပင်မနှွမ်းနေမှုတွေကိုသူကသက်သာစေပါတယ်နော်မုံလာဥဖြူရဲ့အရွက်မှာတန်ဓာတ်တွေပါဝင်တယ်ပြီးလို့ရှိရင်မရှိမဖြစ်ပေါ့နော်ဗီတာမင် C ဗီတာမင် A ပြီးလို့ရှိရင်ဗီတာမင်တွေကြွယ်ဝစွာပါဝင်နေတဲ့တော့ကြောင့်မလို့ခြေလက်ကုန်ပန်းကြတာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးတယ်နောက်တစ်ခုကကြတော့သွေးအားနည်းတာမျိုးတွေလည်းမဖြစ်အောင်လည်းကာကွယ်ပေးပါတယ်နော်ဒါတွေပဲမဟုတ်ဘဲနဲ့ ိုခံအားကိုလည်းကောင်းစေတယ်နော်ဗီတာမင် C ဗီတာမင် A တွေကျွဲဝနေတဲ့ကြောင့်လို့ကိုခံအားကိုကောင်းစေပြီးတော့အဖျားနာမှုတွေကင်းစေပြီးတော့ဒီအေမီတာမျိုးတွေအဖျားနာတာမျိုးတွေမဖြစ်စေအောင်ပြီးလို့ရှိရင်တောက်ကွေးမဖြစ်စေဖို့လည်းအရန်ကာကွယ်ပေးပါတယ်နော် ဒါတွေပဲမဟုတ်ဘူးနော်မုံလဲဥဖြူရဲ့အရွက်ကတဘာဝဖြစ်တဲ့အတွက်ကြောင့်မလို့စီးကိုလည်းရှင်စေတယ်နော်ပြီးလို့ရှိရင်စီးကြောက်တွေကိုလည်းကြည်စေနိုင်တယ်စီးအိမ်ကိုလည်းရှင်စေပါတယ်နော်ဝန်းမှန်စေနိုင်တာတောင်မလို့ဝန်းချုပ်တာမျိုးတွေလေပွားတာမျိုးတွေကိုလည်းတတ်တာစေနိုင်ပါတယ်နော်ဒါတွေတင်မဟုတ်ဘူးနော်တကယ်လို့အသားဝတဲ့တူတွေအသေးရောင်အသားဝဖြစ်နေတဲ့တူတွေဆိုလို့ရှိရင်အရေးပြားမှရောမြစ်ဖြူအသားတွေပါဝလာတာမျိုးတွေပေါ့နော်ဒီလိုမျိုးဆိုလို့ရှိရင်မုံလဲဥဖြူရွက်ကိုစားပေး เนาะတကယ်ကိုတက်တာစီပါတယ်เนาะနောက် ခုကကြတော့စီးချိုလည်းကာကွယ်ပေးပါတယ်တကယ်လို့စီးချိုရှိနေတဲ့တူတွေအခုနောက်ပိုင်းဖြစ်များတဲ့ဒီကျန်းမာရေးပြဿနာတစ်ခုလို့လည်းပြောလို့ရတယ်နော်မုံလဥဖြူအရွက်ကစီးချိုကိုကာကွယ်ပေးနိုင်တယ်ပြီးလို့ရှိရင်သွေးရင်းတကြားတက်ကိုလည်းကြဆင်းစေနိုင်ပြီးတော့စီးချိုလည်းကာကွယ်ပေးစေတယ်နော်ဒါရွေတင်မဟုတ်ဘူးနော်တကယ်လို့ဒီအစာချေစနစ်ထဲမှာရှိနေတဲ့အဆိုင်တပွေကိုလည်းအထီးရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်နော်ဥမကြီးတွေကိုလည်းတက်ဆင်ပေးပြီးတော့ဗတ္တိယာပိုးတွေကိုလည်းသိစေနိုင် ိုင်တယ်ကိုတွင်းကအစိုက်တောက်တွေကိုလည်းထီထီရောက်ရောက်ဖယ်ရှားပေးပါတယ်နော် ဟုတ်လားရွက်ကဆေးဖက်ဝင်နေဆိုပေမဲ့သူ့ရဲ့ကောင်းကျိုးတွေကိုဆက်ပြီးတော့လေးလာဖို့လိုတယ်ပြီးလို့ရှိရင်အထက်ပါယောဂဝေဒနာတွေကိုပေါ့နော်မုံလာရွက်ကိုပဲအာမကိုပဲနဲ့တက်ကြွယ်နားလဲတဲ့တူတွေလည်းကုတာပေးဖို့လိုတော့ပေါ့နော်တန်ဆေးလွန်ပေးဖြစ်နေတာကြောင့်မလို့အလွန်ကြုံမစားဖို့လည်းအရေးကြီးတယ်နော်နောက်တစ်ခုကကြတော့သတိထားပြီးတော့စောသုံးတဲ့တူတွေကဖျဲခွန်ကလူတော်တော်များများတဲ့တယ်ဆိုပေမဲ့ကိုယ်ဆောင်နဲ့မိခင်နှုတ်တိုက်မိခင်တွေကြတော့စားလို့မရဘူးပေါ့နော်ကလေးငယ်တွေကယောဂ ခံရှိနေတဲ့တူတွေဆိုလို့ရှိရင်ဆေးဝါးတစ်ခုခုကိုဆွဲသုံးနေတာမျိုးတွေဆိုလို့ရှိရင်ဆရာဝန်တွေနဲ့တိုင်ပင်ပြီးတော့ပြသသေးပါတယ်နော်။ data ဆိုလို့ရှိရင်မုံလဥဖြူရဲ့အရွက်ကဆေးဖက်ဝင်တယ်လို့ကောင်းကျိုးဆိုးကျိုးတွေလည်းရှိတယ်ပေါ့နော်။ဒါဆိုလို့ရှိရင်နောက်ထပ်ဝီရီတို့ရဲ့ channel က video တွေဆက်လက်ပြီးတော့ကြည့်ရှုနိုင်ဖို့အတွက် notification နဲ့ subscribe လေးနှိပ်သွားပေးဖို့မွေးပါနဲ့နော်။